တနခါဆိုတာကတော့မြန်မာပြည်အတွက်ကတော့တဘာဝအလားပြင်ပစ္စည်းတွေအကောင်ဆုံးလို့ထင်မှတ်ကြရတာဖြစ်ပါတယ်။နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိတဲ့တဘာဝအလားပြင်ပစ္စည်းနခါတော့မြန်မာယူရရင်ချင်းမွေအမတ်တာတစ်ခုဖြစ်ပါတယ်။ဒီအဝါရောင်နှွနှွအနစ်ကိုတနခါပြင်အခေါက်အသားဒါမှမဟုတ်အမြင့်ကိုကြောက်ပြင်ပေါ်မှာရင်းနေတွေ့ပြီးရရှိရဖြစ်ပါတယ်။နှစ်ပေါင်းထောင်ကျော်ကြာကြတဲ့ကမြန်မာလူမျိုးတွေအသုံးပြုခဲ့ကြပြီးတော့ တမိုင်းချောင်းတီရှိပြီးတော့၁၄ရာစုခံကကပြားရီနဲ့ဖယားပထိုးရီရဲ့အញ្ញံစီပကြီးရီမှာတော့တနခါအုံပြုမှုတွေ့မြင်နိုင်ပါတယ်။ရှင်ခေပြင်းမာရီကအစားရင်းနှီးခင်မျိုးပြခြေလက်နေလူရန်ပေါင်းဆောင်အထိအုံပြုနေစေဖြစ်ပါတယ်။တနခါကိုအ धिक အဖြစ်မျက်နှာပေါ်မှာလိန်ကျန်ကြပြီးတော့အများစုကဘာနဖက်ပေါ်မှာအဝိုင်းလိုက်ဒါမှမဟုတ်တရွတ်ပုံစံနေအကွက်ပုံစံနေစားရလာပါတယ်။ဒီဇိုင်းမျိုးမျိုးနဲ့ဖန်တီးပြီးတော့လိန်ချကြပါတယ်။ အနံကတော့ဆန္ဒကူနန်းနဲ့ဆင်တူပြီးတော့အသင်ပြဲနဲ့ရင်းနဲ့အရရှိပါတယ်။တဏ္ဍခါကအလားအပါအတွက်တာမကပဲနဲ့အချိုးကျစရလည်းရှိနေပါသေးတယ်။တဏ္ဍခါကနေအောင်ခြေကိုကောက်ွယ်ပြီးတဲ့တဘာဝနေလောင်ခံဆန်ဂရင်းတစ်မျိုးလည်းဖြစ်ပါတယ်။အထူးသဖြင့်ပူပြင်းတဲ့နေရာဒီမှာအည်ပြားကိုအေးမြရဲ့ခံစားမှုတွေကိုပေးဆပ်ပါတယ်။မချန်နေကိုတတစီပြီးတော့အသားရည်ကိုလည်းချုံမွေနူးညံ့စေပါသေးတယ်။ဒီထူးခြားချက်ကတော့တဘာဝအလားပြင်ပစ္စည်းကိုကဘာပေါ်မှာမြန်မာနိုင်ငံလောက် အားလုံးကလက်ခံပြီးတော့နေစင်မပြတ်အတုံးပြုတ်နေတဲ့နိုင်ငံမျိုးမရှိသလောက်ရှာပတ်ပါတယ်။အနာခါပင်ကအရေးတွေကောင်းတဲ့အနစ်ကိုရဖို့အတွက်အနည်းဆုံး35နှစ်လောက်ကြီးထွားဖို့လိုအပ်ပါတယ်။ဒါကြောင့်မြန်မာလူမျိုးရဲ့အတွက်တနခါကိုရင်ချင်မှုကိုယ်ုံနဲ့ပြရတဲ့ခုဖြစ်ခိုင်မာစွာယက်တည်နေပါတယ်။